ရိသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ချိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့မနေ့ပြန်မှာကြည့်ရမယ့် Joshua Van ရဲ့ပွဲချိန်နဲ့ဘယ်ကနေကြီးရှုရမလဲဆိုတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်လက်ရှိချိန်မှာမြန်မာပြည်သက်တွေရဲ့စိတ်ဝင်စားဆုံးအရာတစ်ခုလို့ထင်ပါတယ် comment တိုင်းလူလူမှာ Joshua Van ရဲ့ပွဲချိန်ကဘယ်တော့လဲဘယ်နေ့မှာကြီးရမှာလဲစရတဲ့ပုံစံမျိုးနဲ့မိကုံပေါင်းများစွာကိုမီးနေကြတာတွေ့ရပါတယ်ဂျိုရှွာမင်းရဲ့ပွဲကမနက်ပြန်တနင်္ဂနွေနေ့မနက်ပိုင်းမှာကြီးရမှာဖြစ်ပါတယ် UFC ကသူတို့ရဲ့ poster တွေထဲမှာ28ရက်နေ့ဆိုပြီး date ကိုရေးထားတာရှိပါတယ်။28ရက်နေ့ဆိုတာ American Sanhedrin ကိ ing, ုဖော်ညွှန်းပြီးရေးသားထားတာဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာပြည်သက်ဒီနေ့တော့မြန်မာစံတော်ချင်းမနက်ပြန်တနင်္ဂနွေနေ့29ရက်နေ့မနက်ပိုင်းမှာကြီးရှုကြရမှာဖြစ်ပါတယ်။မနက်ပြန်မနက်ပိုင်းမှာဆိုရင် UFC က UFC 317ပြိုင်ပွဲကြီးကိုကျင်းပသွားတော့မှာပါ။ပြည်သက်အားလုံးသိပြီးတဲ့အတိုင်းကျွန်တော်တို့ချင်းဖိုင်တာလေးက Brandon Rivera နဲ့ရင်ဆိုင်ထိုးသက်သွားမှာဖြစ်ပါတယ်။ ဒီပွဲဟာဖန်ရက်တကယ်ကိုအရေးကြီးတဲ့နေရာကနေထိုးသက်သွားရမှာပါဒီပွဲမှာအနိုင်ရရင်ဖန်ဟာတိုက်တဲ့ challenger ဖြစ်လာမှာပါဖန်ကတော့ယုံကြည်ချက်အပြည့်ရှိနေတာတွေ့ရပါတယ် UFC 317ပြိုင်ပွဲမှာ flyweight တန် champion လူပွဲလဲပါဝင်နေပါတယ်အဲ့ဒီပြိုင်ပွဲမှာလက်ရှိ champion Alexander Pantoja နဲ့စိန်ခေါ်သူ Kankara France တို့ကရင်ဆိုင်ထိုးသက်သွားကြမှာဖြစ်ပါတယ်အဲ့ဒီပွဲမှာအနိုင်ရတဲ့ fighter နဲ့ Brandon Rivera နဲ့ Joshua Van တို့ပွဲမှာအနိုင်ရတဲ့ fighter ဟာထိတ်တိုက်တွေးကြတော့မှာဖြစ်ပါတယ် ်ဒီအကြောင်းကိုဩခရာကြီးဒေနာဝိုက်ကိုတိုင်းကသတင်းစာရှင်းလင်းပွဲမှာအတည်ပြုသွားတာဖြစ်ပါတယ်ဖန်ကတော့သူ့အနေနဲ့ Brandon Rival ကိုအနိုင်ပြီးရင်တန်စကားဝိုင်းအပြင်ဘက်ကနေအဲ့ဒီချန်ပီယံလူပွဲကိုစောင့်ကြည့်နေမယ်လို့ယုံကြည်ချက်အပြည့်နဲ့ပြောဆိုသွားပါတယ်ကျွန်တော်တို့မြန်မာပြည်သက်တွေအားလုံးလည်းယဉ်ခုန်နေကြတော့ပြီထင်ပါတယ်ပြည်သက်တွေအားလုံးသဘောချနိုင်တဲ့ပွဲချင်းတစ်ပွဲဖြစ်လာမယ်လို့လည်းထင်ပါတယ် Fighter ညောင်လုံးကလည်းမိကုန်ရန်ကုန်ချမ်းမဲ့ Fighter မျိုးတွေပါပြည်သက်တွေသိကျင်နေတဲ့ဖန်ရဲ့ပွဲချင်းကိုတင်ဆက်ပေးကြပါမယ်ခင်ဗျာ ဂျောရှွာမန်ပါဝင်ထိုးသတ်မဲ့ UFC 317ပြိုင်ပွဲရဲ့ main card တွဲဆိုင်တွေကို UFC ကမနေ့ပြန်မြန်မာစံတော်ချိန်မနေ့၈နာရီခွဲမှာစတင်ကျင်းပသွားမှာဖြစ်ပါတယ်။ဖန်ရဲ့ပွဲကတော့မနေ့ပြန်မြန်မာစံတော်ချိန်၁၀နာရီကျော်ဝင်းကျင်မှာကြီးရပွဲရှိနေပါတယ်။ရှေ့တဲ့တွဲဆိုင်တွေပုံမူတည်ပြီးအချိန်နှဲငယ်ပြောင်းလဲရှိနိုင်ပါတယ်ခင်ဗျာ။ပွဲကမလွတ်တန်းကြည့်ချင်းတော့မနက်၈နာရီခွဲ main card ပွဲစဉ်တွေစကြတဲ့ကစောင့်ကြည့်ထားဖို့တိုက်တွန်းပေးရစီခင်ဗျာ။ပေါ့ချေးကြောင်းလည်းအနေနဲ့ထပ်မံတင်ဆက်ပေးကြပါမယ်။ လက်ရှိမှာကျွန်တော်တို့ချင်းဖိုင်တယ်လေး van ကို1.83နဲ့အထက်ကြီးပေးထားပါတယ်။ Brandon Rivey ကိုတော့1.98နဲ့အောက်ကြီးပေးထားပါတယ်။ကြီးနေထားရရင်းကြီးကွာဟလုံးနေတာမျိုးမဟုတ်ပါဘူး။ van ဘက်မှာရက်တည်နေတဲ့ပိတ်သက်တွေများတဲ့အကြောင်းမလို့ Bookie တိုင်းတွေက van ကိုအလေးပေးထားတာတွေ့ရပါတယ်။ van ကိုမြန်မာ ပိတ်သက်တွေကအပြည့်အဝယုံကြည်နေကြပါတယ်။ယုံကြည်တဲ့အတိုင်းလေး van ကဆွမ်းဆောင်ပြမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။ ျွန်တော်တို့ချင်းဖိုင်တာလေးရဲ့ပွဲကိုဒါရိုက်ကြည့်ရှုခြင်းနဲ့ပြည်သက်တွေနေနဲ့မြန်မာနိုင်ငံကဆိုရင် Canon Plus ရုပ်သံ line ကနေကြည့်ရှုလို့ရပါတယ်ခင်ဗျာ Canon Plus မရှိတဲ့သူတွေအနေနဲ့တော့ကျွန်တော် description မှာဖော်ပြထားတဲ့ Telegram channel ကို join ပေးထားကြပါခင်ဗျာအဲ့ဒီ channel မှာကျွန်တော်အနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပြည်သက်တွေအားလုံးအဆင်ပြေပြေကြည့်ရဖို့မျှော်လင့်ပါတယ်ချင်းဖိုက်တာလေးနေနဲ့လေအမေရိကန်ဖိုက်တာကိုဘလို့ပုံစံမျိုးနဲ့အနိုင်ပြသွားမလဲဆိုတာစောင့်ကြည့်ရမှာပါ ရိတ်သားအလုံးသိပြီးတဲ့အချိန်မှာ Brandon Rive ကလည်း number 1ကိုနဲ့နဲ့နေရာမှာရက်တည်နေတဲ့အပြင် Champion Hound တွေလက်ရှိ Champion တွေနဲ့ထိုးသက်ထူးတဲ့ Fighter တယောက်ဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီပွဲကတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ကျွန်တော်တို့ Chin Fighter လေးအနေနဲ့ Brandon Rive ကိုသာအနိုင်ပြလိုက်နိုင်ရင်သူ့လိုချင်တဲ့ Champion စိန်ခေါ်ခွင့်ကြီးကိုအကျဉ်းသေးသေးကြဖို့ရရှိတော့မှာဖြစ်ပါတယ်။ဘလို့ခင်းချင်းလေးတဲဆောင်လာမလဲဆိုတော့ဆက်လက်ဆောင်ကြည့်လိုက်ကြရှောင်းပါခင်ဗျာဖန်ရဲ့ပွဲကမနေ့ပြန် တနင်္ဂနွေနေ့မနက်မြမဆန်လုံးကြီးစင်တိုင်းဝင်းချင်မှာကြီးရပွဲရှိနေပါတယ်။ပွဲကိုမလွတ်တန်းကြည့်ခြင်းနဲ့ဆိုရင်တော့မြမဆန်လုံးကြီးမနက်၈နာရီခွဲကတည်းကစတင်ကြီးရှုဖို့မြေတားရက်ခံပြရစေခင်ဗျာ။ကျွန်တော်တို့ချင်းဖိုင်တာလေးနေနဲ့လေအမေရိကန်ဖိုင်တာဘရန်ဒန်ရိုက်ဝဲကိုအကောင်းဆုံးနိုင်ပွဲရရှိပြီးချန်ပီယံစင်ခေါ်ခွင့်ရရှိပါစေလို့ဆန္ဒပြုပါရခင်ဗျာဖန်ရဲ့ပွဲပြီးသွားရင်လည်းပွဲပြီးသုံးသက်ချက်အကြောင်းအများကိုထပ်မံတင်ဆက်ပေးမှာဖြစ်လို့ဆက်လက်စောင့်ကြည့်ပေးကြပါအောင်ခင်ဗျာပရိသတ်ဒီနေရောဖန်ကိုဘလို့အားပေးစကားတွေပြောသွားခြင်းပါတယ် နိုင်မွဲပုံဖော်နိုင်မယ်လို့ထင်မြင်ယူဆမိပါသလားမိမိရဲ့ထင်မြင်ယူဆချက်တွေကိုလည်းကွန်မန့်မှာဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာဒီနေ့အတွက်တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲနောက်မနေ့ဒီမှာလည်း MMA လောကနဲ့အာကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာအားလုံးပဲတာယာပျော်ရွှင်ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆက်နေကြပါစေ